မြန်မာနိုင်ငံမှာအောင်မြင်ရေးနာမည်ကြီးမော်မျိုးသမီးအမှုညာရှင်လေးအောင်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေထဲမှာမော်လမျိုးတွေဟာစာပေရင်ကျင်းမှုပညာထွန်းကားတဲ့တိုင်းရင်းသားလူမျိုးနယ်စုတစ်ခုဖြစ်ပါရင်ဒါကြောင့်လဲမော်လမျိုးတွေထဲမှာလူပညာရှင်တွေအများကြီးကိုထွက်ပေါ်နေရပါဒီဗီဒီယိုထဲမှာတော့အောင်မြင်ကြောကြားနေတဲ့မော်မျိုးသမီးအမှုညာရှင်လေးယောက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်လဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအောင်နော်နံပါတ်1နနာလိုင်းမြန်မာနိုင်ငံမှာတစ်ခေတ်တစ်ခါကမြန်မာနိုင်ငံရဲ့ထိတ်တန့်အောင်မြင်ဆုံးမင်းမိကလပ်ဖြစ်ခဲ့တဲ့ တရုတ်ဆောင်မင်းသမီးနန္ဒာနိုင်ဟာမွန်လွေမျိုးမိဘနှစ်ပါးမွေးဖွားလာတဲ့မွန်လွေမျိုးနုပညာရှင်ဖြစ်ပါရင်ဒီလိုမွန်လွေမျိုးတယောက်ဖြစ်တာကြောင့်လည်းနန္ဒာနိုင်ဟာအောင်မင်းနဲ့ထိတ်တန့်မင်းသမီးဖြစ်စင်မှာတခြားသောမင်းသမီးတွေလိုရှိစားများတာပေါ်ပေါ်ပဲပဲနေရာမျိုးထက်တည်ငြိမ်ရင်းချက်စွာမန်မာနာဂုံတိတ်ခအိန္ဒိယပြည်နယ်နေထိုင်ခဲ့တာဖြစ်ပါရင်ဒါကြောင့်လည်းတရုတ်ဆောင်မင်းသမီးကြီးနန္ဒာနိုင်ဟာမြန်မာနိုင်ငံရဲ့ချမ်းသာသောဇနီးရဲ့တောင်ဦးစိတ်တီဟာနဲ့လက်ထပ်နိုင်ခဲ့ကတမီးလေးတော့ကိုရရှိထားပါအားလုံးသိကြတဲ့အတိုင်းနန္ဒာနိုင်ဟာဆိုရင် တခိတခါမှရုပ်ရှင်လောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့အောင်မြင်တဲ့အမှုပညာရှင်ဖြစ်တာပေါ့လို့မလိုမျိုးတွေအတွက်ဂုဏ်ယူဆောင်ရမယ်ဆိုရမှာဖြစ်ပါတယ်။နံပါတ်1ဤချောပုံနောက်ထပ်နံပါတ်ကြီးရဲ့မလိုမျိုးထိတ်တန့်ရုပ်ရှင်တရုပ်ဆောင်မိမိချောလေးကတော့အကြသိခင်ကလက်ထက်ကစစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ရုပ်ရှင်တရုပ်ဆောင်မိမိဤချောပုံပဲဖြစ်ပါတယ်။ဤချောပုံဟာမော်သွေးပါဝင်တဲ့လူတို့လိုသိရတာပါ။ဒါကြောင့်လဲမလိုမျိုးတို့ထုံးစံအတိုင်းလှသွင်းကြွယ်ကဂုံချက်တည်းရှိနေလှပါနေရပါ။ဒါပြင်တရုပ်ဆောင်မိမိဤချောပုံဟာ တရုတ်ဆောင်ဒုပညာရေးသိထိတ်တန်းစင်မှာရှိပါရယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့ထိတ်တန်းရုပ်ရှင်တရုတ်ဆောင်မိမိဖြစ်နေရည်တည်နိုင်ခဲ့တာပါ။ခုချိန်မှာတော့အကျော်ဘွားခင်ဝန်တဲ့တူတမီးလေးတယောက်နဲ့တာယာပြောရှင်တဲ့ဘွားကိုဖျက်တမ်းနေတယ်။မော်လမြော်ဒုပညာရှင်တွေကတယောက်ဖြစ်နေတတ်မှတ်ရမှာပဲဖြစ်ပါရယ်။နံပါတ်3မေပချင်းဗီဒီယိုစပိုင်းမှာပြောခဲ့တယ်လို့ပါပဲ။မော်လမြော်တွေဟာအနုပညာပါရမီပါကရင်းချင်းရှိလို့စီဝိုင်းအကြီးဝိုင်းပိုင်းမှာလည်းထပ်မြက်ကြပါရယ်။ခုချိန်မှာဒုပညာလောကမှာဒါမှမဟုတ်စီဝိုင်းလောကမှာမှာအောင်မြင်နေတဲ့တရုတ်ဆောင်မေပချင်းဟာလည်း မူလမျိုးတရားပွဲဖြစ်ပါတယ်။အားလုံးလေးသိကြတဲ့အတိုင်းမေမေကြီးဟာနမေကြီးထိတ်တန်မေမေကြီးမဟုတ်ပါပဲလေ။ဗီဒီယိုနဲ့ရုပ်ရှင်စကားလောကမှာတော့အားပေးတဲ့ပရိသတ်တွေနဲ့နေရာတနေရာကိုအခိုင်အမာရထားတဲ့မေမေလက်ပဲဖြစ်ပါတယ်။မြမပြပြဗီဒီယိုခက်ပြတ်သွားစီမှာတော့တရုတ်ဆောင်မေမေကြီးဟာအွန်လိုင်း live စီလောကမှာနမေကြီးတို့ဖြစ်လာတာပါ။မေမေကြီးအားဒီလိုကွန်ပျူစီရဲ့အွန်လိုင်း live စီလောကမှာကွန်ပျူစီမျိုးစုံရောင်းချရင်းနဲ့နှကန်းကြီးပါကိုပိုင် MPC တစ်စိမ့်နဲ့ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။ မေဘကြီးဟာသူ့ online live စင်ရောင်းချသည်များရတဲ့ငွေတွေကိုသူမရဲ့နှကန်းဒီလုပ်ငန်းမှာပဲထည့်သွင်းရင်းနှီးခဲ့တာပါ။ဒါပြင်မေဘကြီးကသူမရဲ့နှကန်းဒီကိုစိတ်တိုင်းစား brand ခုဖြစ်အောင်အချိန်၃နှစ်နဲ့ပြင်ဆင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်လို့သိရပါတယ်။ခုခါမှာတော့မေဘကြီးရဲ့ mobile medicine နှကန်းဒီဖြစ်တဲ့ APC listed ဟာဆိုရင်ဈေးွက်တဲကိုစတင်ရောင်းချကစီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်တဲ့အောင်မြင်နေပါပြီ။နံပါတ်၄နီနီလင်းမြန်မာလမယ်လောကမှာအောင်မြင်မှုအမြင့်ဆုံးရခဲ့တဲ့အလှမယ်တယောက်ဖြစ်တဲ့နီနီလင်းဟာလည်းဝန်လိုမျိုးတယောက်ပါပဲ။ ဒီလင်းဟာထက်မြက်တဲ့သူမရဲ့အင်းအေးချင်းနေတဲ့ Miss Grand International 2023ပြိုင်ပွဲမှာဒုတိယရရှိကမြမကုံကိုဆောင်းနိုင်ခဲ့တာပါအခုပြောပြပေးသွားတာကတော့အောင်မြင်ကြောင်ကြားတဲ့မွန်လမျိုးမျိုးသမီးလူပညာရှင်၄ယောက်ပဲဖြစ်ပါတယ်ဒီမျိုးသမီးလေးယောက်ဟာဆိုရင်သက်ဆိုင်ရာနယ်ပယ်တည်တည်မှာအောင်မြင်မှုရနိုင်အောင်လည်းတွေ့ရမှာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေထဲမှာရောမွန်လမျိုးတွေပါပါသလားချောင်းသူတွေကရောမွန်လမျိုးတွေကိုဘယ်လိုမြင်ကြမလဲဆိုတာပြောသားကြပါဦးရှင်